ူထောင်ချီတိတ်ဆုံးကစစ်ပေးဆောင်တွေနဲ့ဒေသခံအတိုင်းဝိုင်းတွေအတွက်လူသားချင်းစာနာမှုအကျက်တဲတိရဖြစ်စေခဲ့တဲ့မက်လာတွင်မြန်မာနိုင်ငံမှာမြင်းငလင်တစ်ခုလှုပ်ခတ်ပြီးနောက်တောင်ကိုရီးယားဖန်တစ်ခုဖြစ်တဲ့ NH နုံဖျောင်းဖန်ကဘေးတင်တီတွေကိုဒေါ်လာ9000နဲ့နီးမြတဲ့ဝန်တန်းတရာလူရမ်းမယ်လို့သိရပါဗျ။ငွေကြေးဖို့တောင်ကိုရီးယားကြက်ချင်းနေအတင်းကတဆင့်လူရမ်းမှာဖြစ်ပြီးအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေဈေးဝအကူအညီတွေအပြင် ငလင်ဘေးသိမ့်ဧရိယာတွေပြန်လည်တိစောက်ဖို့တုံးဆွဲမယ်လို့ NH North Young Bank ကပြောပါတယ်မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့မန္တလေးအနီးမတ်လ28ရက်ကပြင်းအားဖနစ်တသမဖနစ်အဆင့်ရှိငင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့ရာလူ3000ကျော်ဒေဆုံးခဲ့ပြီး4500ခန့်ဒဏ်ရာရရှိခဲ့ပါတယ်ငင်းကလေးနဲ့နောင်ဆက်တွဲငနေငယ်တွေလှုပ်ခတ်မှုကြောင့်မြန်မာနိုင်ငံမှာလမ်းမကြီးတွေပြိုကျတာတရားတွေထိခိုက်ခဲ့ပြီးအဆောက်အုံတွေပျက်စီးခဲ့ရပါတယ် လူဦးရေတည်တက်သမ6တန်းနေထိုင်တယ်လို့ဘူလောင်တမကဒုက္ခသည်များဆိုင်ရာအေဂျင်စီကခန့်မှန်းထားတဲ့ငလျင်အဓိကနှုတ်ခတ်ခဲ့ရာဒေသတွေမှာရှိတဲ့စစ်ဘေးရှောင်တွေအထူးဖေးသင့်နေပါတယ်။မမျောလင်းတဲ့ဘေးအန္တရာယ်ကြောင့်တေဆုံးခဲ့သူတွေသူတို့ရဲ့မိသားစုဝင်တွေအပါအဝင်မြန်မာပြည်သူတွေအတွက်ကျွန်တော်စိတ်မကောင်းပါဘူး။မြန်မာပြည်သူတွေရဲ့ဘဝမကြမီပုံမှန်ခြေနေပြောင်းရောင်းမယ်လို့ညှော်လင့်ပါတယ်လို့ NH Nongyeong Bank ဥက္ကဋ္ဌကန်တေးယောင်ကပြောပါတယ်။ NH နှုံဟျောင်းပန်ကတောင်ကိုရီးယားနဲ့ပြည်ပရှိဘေးအန္တရာယ်ကယ်ဆယ်ရေးတွေကိုဆက်လက်ကူညီမယ်လို့သူကဆိုပါတယ်လူသားချင်းစာနာမှုမရှင်အဖြစ်မလေးရှားစစ်တပ်ကဆေးဖက်အရာရှိတွေကိုညင်ကလင်ဘေးသစ်မြန်မာနိုင်ငံကိုဆေးလွတ်ဖို့မြန်မာစစ်ကောင်စီရဲ့ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေတယ်လို့မလေးရှားစစ်တပ်ကပြောပါရယ် ယာယီစေယုံတေယုံတိဆောက်မဲ့ကုန်ကြမ်းစိတ်အာလုံးကြောက်ခံမှုမနေရှအစိုးရကသဘောတူခဲ့တယ်လို့ကာကွယ်ဝင်ကြီးမိုအာမက်ခါလက်နော်တင်ကပြောပါရယ်မနေရှဆေးဘက်အဖွဲ့ကလူဝတ်တဲ့ဂျိုတင်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီးမကြမီအဲ့ဒီအဖွဲ့ကိုမြန်မာနိုင်ငံကိုဆင်းလွတ်မယ်လို့သူကဆက်ပြောပါရယ်ယာယီမြေပြင်စေယုံတိဆောက်မဲ့နေရာအတွက်မြန်မာအနာဘိုင်တို့ရဲ့အတီးပြုချက်ကိုကျွန်တော်တို့စောင့်ဆိုင်းနေပါတယ်လို့၎င်းကသတင်းစာရှင်းလင်းပွဲမှာပြောပါရယ် မနေ့ရှာဆိုရကမြင်းကလင်တန်သစ်မြန်မာနိုင်ငံကိုအဖွဲ့ဝင်35ဦးပါဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ဆေးလွတ်မယ်လို့သူကမနေ့ကပြောကြားခဲ့ပါတယ်။မြင်းကလင်လွတ်ခတ်ပြီးနောက်လူသားချင်းစာနာမှုမစ်ရှင်အဖြစ်မနေ့ရှာနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟက်ဆန်ဟာဧပြီလ9ရက်မှာမြန်မာနိုင်ငံကိုတရက်ကြာခီးစဉ်တွားရောက်ခဲ့ပါတယ်။မနေ့ရှာဆိုရကမြန်မာနိုင်ငံကိုလူသားချင်းစာနာမှုအခုညီဖြစ်ရင်းကစ်စေတန်ထောက်ပံ့ခဲ့တဲ့လို့ ဝင်းကြီးချုပ်အန်ဝါအီဘရာဟင်းကမက်ရှာ30ရက်မှာပြောကြားခဲ့ပါတယ်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအောင် UNHCR ကမင်းကလင်ဘေးသစ်မြန်မာနိုင်ငံရှိစစ်ဘေးရှောင်ပြည်သူတွေကိုထောက်ပံ့ပေးနေတယ်လို့သိရပါတယ်။မင်းကလင်ဘေးသစ်ပြည်သူတွေကိုထောက်ပံ့ပေးမဲ့အသက်ကအခုအနီးတန်ချိန်40ခန့်တင်ဆောင်လာတဲ့ဒင်းရင်တစင်းဟာအင်္ဂါနေ့ကဒူဘိုင်းကတဆင့်မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပါတယ်။ UNHCR ရဲ့အဆိုပါစင်လုံးကနေရင်ဟာစေပေးဆောင်ကြည့်သူ16000ခန့်အတွက်ရွှေပြင်ဒဲရီနဲ့အိမ်သုံးပစ္စည်းတွေတင်ဆောင်လာခဲ့ပါတယ်မြန်မာနိုင်ငံဟာမတ်လ28ရက်မှာနှုတ်ခတ်ခဲ့တဲ့မြင်းကလင်းဘေးကြုံတွေ့နေရဆဲဖြစ်ပါတယ်။အဆိုပါမြင်းကလင်းကြောင့်လူ3900ကျော်သေဆုံးတာ9000ကျော်ဒဏ်ရာရရှိခဲ့ပြီးယာနဲ့ချီပြောင်းဆုံးနေပါတယ်။မြန်မာနိုင်ငံတဝန်ကလင်းငယ်နေ့တသမ9တန်းအပါအဝင်ပြည်သူ5000ကျော်မြင်းကလင်းဘေးသင့်ခဲ့ပါတယ်။ အင်အားပြင်းမြင်ကလေးကြောင့်ကျမ်းမာရေးဆောင်190ကျော်နဲ့စာတင်ကျောင်း2300ကျော်ပါဝင်အရင်းပါတဲ့အခြေခံဆောင်တွေထိခိုက်ပျက်စီးခဲ့ပါတယ်။ရင်းကလင်းတန်းတဲ့အတိုင်းဝိုင်းတွေကိုကုနီဖို့ကုလသမဂ္ဂဖွဲ့စည်းတွေကဒေါ်လာ185တန်တောင်းခံထားပြီးပြည်သူတိတသမ2တန်းကို ပံ့ပိုးကုနီဖို့ UNHCR ကဒေါ်လာ16တန်တောင်းဆိုထားပါတယ်။